မင်္ဂလာပါရှင်အခုတစ်ခေါက်လေးမှာအစင်အရမြိုင်ပြီးတော့မှကလာလေးတွေအားမူဝင်းလေးနဲ့လာတဲ့အခြေလေးပြအောင်မယ်ဒါလေးကတော့တပင်နဲ့ခက်လေးနဲ့ခတ်ထားပြီးအဆန်ခတ်ပုံစံအပြည့်နဲ့အနာကုတ်ဒီဇိုင်းလလလေးနဲ့ဈာခွေလေးတွေကတော့ဝမ်ကလာလေးတုံးထားတဲ့အခြေလေးပေါ့နော်ဒီဟာလေးကနှစ်အုပ်ကတော့မတူဘူးဒီရောင်လေးကကျတော့ရွှေဝါရောင်လေးဒါလေးကကျတော့ အဝါလေးပေါ့နော်ဒါတော့ရွှေဝါနည်းနည်းလေးပိုတော့တယ်နော်ရောင်လေးရလှနှစ်ထည်လုံးတော်တော်လေးလှပြီးတော့ပွဲလန်းတိုးတဲ့ကာလာဝင်းဝင်းလေးပါဒါလေးပြီးဆိုအလူမင်္ဂလာလေးလည်းဝတ်လို့ကောင်းတယ်လက်ဆောင်ပေးရင်လည်းဒါလေးတွေကဝင်းဝင်းအီနဲ့သူတို့ကပွဲတက်ထည်လုပ်လို့ရပါပေါ့နော်ထည်ထည်လေးနဲ့လှတယ်ပရီမီယာပိုးလေးကိုပဝါအုပ်ပါတယ်နော်ဒါလေးကလေဇေနုံလေးကကြတော့3,800ပါဒါလေးက38တော့ဖြစ်တော့မယ်နော်ဒီဟာလေးကလေး အရောင်အရန်လာတာဒီအရောင်ပေါ့နော်ဒီအရောင်လေးကလေဝင်းဤနေရပဲတိတ်တယ်ပြင်ဆင်စရာမလိုဘောနော်မျက်နှာကိုတအားမပြင်တော့မှဒီထယ်လေးဝေ့ရုံနဲ့တည်းလူကလေဟိုဝင်းပြီးတော့အရန်လာတယ်နော်ဒါလေးကဒီအရောင်မျိုးလေးပါတကယ်လာတယ်အသားလေးကတော့ဤဤလေးအရန်ကောင်းတဲ့အသားလေးလဲဒါလေးကကြတော့အရောင်နည်းနည်းလေးတောက်ချင်တာလေးဝင်နော်နံပါတ်၄60နဲ့ခုနှစ်ကလေးပါပရီမီယံပိုပဝါအုပ်လေးပါမယ်နော်ဒါလေးလည်းရွှေပါပဲဒါပေမဲ့ဒီအရောင်လေးကကြတော့ตู้หลอกတော့မရှင်ဘူးပေါ့เนาะဒီအရောင်လေးကတော့ သူ့လောက်မရှိဘူးပန်းချီလေးလည်းသူလည်းမြင်မြင်လေးနဲ့လာရနော်နှစ်ထည်လုံးလာတယ်အယောင်လေးရတော့နော်အထည်လုံးရမ်းလာဒီအယောင်လေးကြိုက်တယ်ဆိုရင်တော့သူကနံပါတ်၄ရာ60နဲ့8ကလေးပါပွင့်တစ်ထည်လေးလည်းဖြစ်တယ်သူရဲ့လိမ့်ပွင့်ပုံစံလေးရလဲအနာကုတ်လေးရဆန်းဆန်းလေးနဲ့လှတယ်နော်ဒါလေးရအကြိုက်တွေ့ရင်တော့နှစ်အုပ်ပြောက်ထားတဲ့ကာလာကွဲလေးပါအကြိုက်တွေ့ရင် comment အောက်မှာလည်းမှာလို့ရတယ်စီပီလည်းလာလို့ရတယ်ဖုန်းလည်းဆက်လို့ရပါတယ်เนาะကျေးဇူးပါ